မြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါမညာရင်ဘူးမညာရင်ဘူးမြန်မာနိုင်ငံမှာလူဖြစ်ရတာလေတော်တော်ကိုကံဆိုးတာမင်းလို့ကျော်မျိုးမင်းတော်မင်းတို့ဟာလေမင်းလို့နေတော်မင်းတို့ဟာလေတခေါ်ကြဘူးတော်မင်းတို့ဟာလေအားလုံးနေလာပါပုံမှန်ဒီဆက်နေရကျွန်တော်ရဲ့ပေါက်တကီးရဲ့ဗီဒီယိုလေးတွေကိုအထူးတည်ချူတက်ပြန်လာပါပြီ။ ဆိုတော့ဒီနေ့မှာကျွန်တော်ပါဗီဒီယိုကိုလုတ်ထားလဲဆိုလို့ရှိရင်တော့မနေ့ကကြောင်ချီပါเนาะဆိုတော့ဒီနေ့လည်းကြောင်ချီပဲကြောင်ချီကဒီကောင်ကအမှတ်မရှိဘူးဗျအမှတ်မရှိဘူးဒီကောင်ကမနေ့ကဒီကောင်လိန်ပြီးသွားတဲ့အပြင်တော့ဟိုတနေ့ကလိန်ပြီးသွားပြီတော့လိန်ပြီးသွားတဲ့အပြင်ပေါ့เนาะမနေ့ကလည်းထပ်လိန်သေးတယ်ဒီကောင်ကဘာလိန်လဲဆိုတော့လက်ရှိဒီရွေးကောက်ပွဲလုပ်မဲ့ဒီပေါ့เนาะဒီစစ်တပ်ရဲ့အတုရောက်ရွေးကောက်ပွဲလုပ်မဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ဒါမလေးရှားဘက်ကနေပြောတဲ့ဟာကိုဒီကောင်ပြောင်းပြန်ပြန်ပြောသွားတယ်ဆိုတော့အဲ့ဒီအကြောင်းလေးကိုကျွန်တော်တို့အခုကျွန်တော်ရဲ့ဒီဗီဒီယိုမှာဒါမြင်ရမယ်ဒီအစားဆုံးပေါ့နော်ဒီကောင်ပြောထားတဲ့ဟာလေးနဲ့မလေးရှားဘက်ကနေပြန်ပြောထားတဲ့ဟာလေးကိုကျွန်တော်ပြန်ဆက်ထားတယ်ဗီဒီယိုလေးကိုအဲ့တော့ကျွန်တော်တို့ဒါလေးကိုအရင်ကြည့်လိုက်မယ်ကြည့်ရလို့ဆိုလို့ရှိရင်ထုံးစံတိုင်းဒီကောင်တွေကိုလှောင်မယ်ခွေမယ်တယောမယ်โอเคအဲ့တော့ကျွန်တော်စလိုက်ကြမယ် ္ဂလာပါနမစတိတချို့တချို့တွေကအုံနောက်မရှိကြပါဘူးဒီစကားတမျိုးဖြစ်နေပေမလဲလူတချို့ကအုံနောက်စိတ်ပိုင်းတော်တော်များများမရှိဘဲနဲ့တပွားလုံးသူ့လိုငါလိုလူတွေလိုနေနိုင်ကြပါတယ်တူးလေ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 အာဆီယံထရိုင်ဂါစီဝေးလို့ပြောလို့သိရပါတယ်အာဆီယံထရိုင်ဂါစီဝေးဆိုတာကမလေးရှားနိုင်ငံမှာပဲအာဆီယံထရိုင်ဂါစီဝေးအာဆီယံထရိုင်ဂါစီဝေးဆိုတာရခိုင်အာဆီယံဥက္ကဋ္ဌလက်ရှိအာဆီယံဥက္ကဋ္ဌနဲ့နောက်တလာမယ့်ဥက္ကဋ္ဌပါ ဆိုတော့အဲ့၃ယောက်ပေါ့ရခိုင်အစိုးရဥက္ကဋ္ဌအင်ဒိုနီးရှားနောက်တက်လာမယ့်ဥက္ကဋ္ဌဖိလစ်ပိုင်အခုလက်ရှိကမလေးရှား၃ခုကဒီ trigger စီးပွေးလုပ်တယ်2023နှစ်ကစခဲ့တဲ့ trigger အခုဒီနေ့ဒီမှာထပ်လုပ်တယ်။ဘာလဲဆိုဒီ trigger ကမြန်မာနဲ့ပတ်သက်ပြီးလုပ်မှာဒီနေ့လုပ်တာ။လို့တော့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဒါတိုဆရီမိုဟာမက်ဟာဆန်ပေါ့နော်သူကတော့ဒီနေ့အဲ့ trigger စီးပွေးလုပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ သူအစည်းအဝေးပြီးရချိန်မှာထွက်လာကြတော့မီဒီယာတွေကဝိုင်းမေးတယ်။မေးတဲ့အခါမှာမြန်မာအရေးနဲ့ပတ်သက်ပြီး tracker စီးပွားသူတို့လုပ်ခဲ့တယ်သူတို့ပြောတယ်။အဲ့တော့သူ့ရဲ့မူဝါဒအရေးကြီးဆုံး point ၃ချက်ပြောတယ်။တစ်ချက်ကကျန်တဲ့တွေအများကြီးပါဒါပေမဲ့အရေးကြီးဆုံး point ၃ချက်ကပါတစ်ချက်က5 point consensus ကိုသူတို့ဆက်လက်ကင်ဆွဲထားတယ်ဖြစ်တယ်။5 consensus ဆက်လက်ကင်ဆွဲဖြစ်တယ်တစ်ချက်။နှစ်ချက်ကမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တချို့သောဒီနိုင်ငံဖြတ်ကျော်ရာဇဝမှုတွေကိုတားဆီးကာကွယ်ပေးဖို့မြန်မာမှာအထူးကတာဝန်ရှိလာတယ်ဆိုတဲ့ချက်ပြောတယ်။နောက်ဆုံးတစ်ချက်ကပါလဲဆိုတော့ရွေးကောက်ပွဲရုပ်ကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ကာကွယ်တားဆီးလို့တို့အနေနဲ့ရုပ်ကောက်ပွဲနဲ့ပတ်သက်ရင်တို့အနေနဲ့ကဘယ်လိုခေါ်လဲဆိုတော့ တာလုံးဝတို့ရွေးကောက်ပွဲကိုရက်တန်ခိုင်းမှာမဟုတ်ဘူးရွေးကောက်ပွဲလုံးဝတို့အာဆီယံအနေနဲ့ရွေးကောက်ပွဲကိုမြန်မာရွေးကောက်ပွဲကိုရက်တန်ခိုင်းမှာမဟုတ်ဘူးရက်တန်လို့လည်းမရဘူးရက်တန်ခိုင်းမှာလည်းမဟုတ်ဘူးအဲ့တော့ရွေးကောက်ပွဲမှာတို့လုံးမှာတခုပဲရွေးကောက်ပွဲမှာအားလုံးပါဝင်လို့ရွေးကောက်ပွဲဖြစ်အောင်သာတို့တိုက်တွန်းမှာဆိုတော့အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကိုဆန့်ကျင်မယ်ကန့်ကွက်မယ်ရှုတ်ချမယ်ပြစ်တင်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်မတိမပြူဆိုင်အဲ့ဒီစကားတွေတခုမှမပြောတော့ဘဲနဲ့မြန်မာရွေးကောက်ပွဲကိုတို့ကဟိုဘာလို့ရက်ခိုင်းရက်တန်ခိုင်းမှာမဟုတ်ဘူးပြောတော့ဒီလိုပဲရက်တန်ခိုင်းမှာမဟုတ်ဘူးဟိုဘက်ရက်မှာလည်းမဟုတ်ဘူးတို့လိုသိတယ်လက်ရှိမြန်မာဆိုရရွေးကောက်ပွဲကိုအောင်မြင်သွားနေတဲ့အချိန်မှာ သူတို့ရွေးကောက်ပွဲဆိုရင်ယထာကြီးရဲ့တချိန်တို့သွားနေချိန်မှာသူတို့အဲရွေးကောက်ပွဲယထာကြီးကိုဒိုးဆိုရက်ပြမလည်းမဟုတ်ဘူးရက်လို့လည်းမရဘူးသူတို့သိတယ်အဲ့တော့ဒီယထာကြီးပေါ်မှာအားလုံးပါဝင်အောင်သားသူတို့ဝိုင်းဝန်းတိုက်တော့မယ်ဆိုတာမျိုးကိုမလေးရှားနိုင်ငံကြီးဝန်ကြီးကဒီ tracker zero ထွက်လိုက်မယ်သူထုတ်ပြောသွားတယ်ဆိုတော့ဒါတို့ကြီးချင်းအဖြစ်အာဆီယံပင်လယ်ရွေးကောက်ပွဲနဲ့ပတ်သက်ဆန့်ကျင်ချင်းကန့်ကွက်ချင်းရှုတ်ချချင်းပြစ်တင်ချင်းတွေကိုတတ်နိုင်သမျှရှော့ချလာတယ်မလုပ်ချင်တော့ဘူးမလုပ်ကြတော့ဘူးဆိုတဲ့အားကိုတဖြည်းဖြည်းတွေ့ရတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ဒါပေမဲ့ဒီ justice for မြန်မာလို့အဖွဲ့အစည်းတွေယန္တနာမောင်လို့ယန္တနာမောင်လို့ယန္တနာမောင်လို့မျိုးဟိုနိုင်ငံခြားသားပေးစာကန်းစာစပြီးတော့နိုင်ငံခြားသားထဲ့ထဲ့သမျှဝင်နေတဲ့ယန္တနာမောင်လို့ဟာမျိုးသမီးရတော့ရှင်းရှင်းပြောရရင်တော့အာဘာလို့လဲဆိုတော့အမအစီအောင်စာဖို့လေဗောဗျာ justice for မြန်မာစာဖို့လေအာမြန်မာရုပ်ကောက်ပေါ်ဟိုဘာဖြစ်ပါနေမထောက်ခံပါနေအားမရပါနေဆိုတော့မလုပ်နဲ့တဲ့ဟာလူဘာဝါတာဗောဗျာမြန်မာပါရှင်ဖြစ်စေပါဆိုတော့ ဒါကျွန်တော်တို့လက်ရှိအာဆီယံအခင်းချင်းမှာအဲ့တော့ဗိုလ်ချုပ်ကြီးကအာဆီယံစည်းဝေးသူမတက်ဘူး28ရက်နေမှာသူကဒီနေပြီးတော့မှဟိုရှိတယ်နေပြီးတော့မှအဲတကောင်စင်းကျင်ညာဖို့ရှိတယ်20မှာတနိုင်ငံလုံးရဲ့တကောင်စင်းကိုကျင်ညာတဲ့အခမ်းအနားကြီး28ရက်နေမှာလုပ်မယ်ဆိုအဲ့မှာပဲဗိုလ်ချုပ်ကြီးကအဲ့ဘွဲကို AACC ကောင်းမတက်ပြီးကိုယ်နိုင်ငံသားတွေတဲ့စကားပြောမတော်နေသူပြက်တာမတော်ကျွန်တော်သူရှင်းရအောင်ပါအဲ့သူမတက်ဘူးလို့ဆုံးဖြတ်ထားပြီးသားဘိုးဘိုးကြီးမတက်တော့ဘူးလို့သူကအကြောင်းပြန်ပြလိုက်ပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့မတက်ဘူးလို့အကြောင်းပြန်တဲ့အကြောင်းဟိုဘက်ကတက်ဖြစ်မှာဟုတ်တော့ဘူးလို့ပြန်ပြောတာအဲ့ တော့ဘယ်လိုပဲဖြစ်ဖြစ်အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကိုခုနရက်တက်ပြစ်လို့မရဘူးရက်တက်မှလည်းမဟုတ်ဘူးဆိုတဲ့စကားကိုတုံးလိုက်တာကတော့ဟုတ်လားသူလည်းသူ့မှာလည်းစဉ်းစားပုံကြီးရှိပြီမြေမီဒီယာတွေဝိုင်းပေးတဲ့ခါမှာတို့ကလည်းမြန်မာအစိုးရကိုလည်းသူကတိတ်ခါမကြအောင်တို့လည်းတိတ်ခါမကြအောင်လေစကားလုံးတွေကိုလှက်ပတ်တိတ်ကြောင်းဖြေသွားတာဘူးတွေ့ရတယ်။ဒါအကြီးချင်းအပြင်အာဆီယံရဲ့သဘောထားဟာမြန်မာနဲ့ပတ်သက်ပြီးတော့အရင်ကြီးတင်းတင်းမာမာတိတ်မရှိလာတော့ဘူးတော့တွေ့ရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒါလေးတွေ့ရတယ်။အဲ့တော့မြန်မာတော့ကတော့တဖြည်းဖြည်းနဲ့ကိုခီးကိုလျှောက်ပါလက်ရှိအာဏာပိုင်ခေါင်းဆောင်တွေနေနေလည်း ရဲရဲဝုံဝုံရှောက်ဆက်ချက်ဆက်လျှောက်ပြီးတော့ကိုလုဆက်ချက်ဆိုတာဇရိုက်တာလုတော့ဘသူဘာပဲလုဆက်ချက်လုသွားရင်လည်းကိုနိုင်ငံရဲ့ကောင်းချီးကိုကိုယ်ကိုယ်တိုင်တင်ဖို့တာမျိုးဆက်ပြီးလုပ်ကြဖို့ပဲကျွန်တော်တို့တိုက်တွန်းနေအာဆီယံအောင်အတန်လေးခုနပြောသလိုတင်းတင်းမမမရှိတော့တာကိုသိနေပြီဆိုရင်လုဆက်ချက်ဆက်လုတာကိုအားကောင်းလုပ်လို့ရပြီဆိုတော့ပဲတိုက်တွန်းနေတာပါ Okay. Take a look. The said official newspaper, this is the Global New Light of Myanmar, they said this, uh, they reported as such. At the meeting, the Malaysian Minister of Foreign Affairs said that he was delighted to see the preparations and efforts of Myanmar to hold the multi-party democratic general election. He is referring to the minister, our minister. He guaranteed that ASEAN will emphasize the best cooperation with Myanmar, and we are very, very concerned that this news report suggests that Malaysia and or ASEAN is supportive of the military junta's plans to hold elections amidst ongoing armed conflict, widespread repression, and a deepening humanitarian crisis. An election, if conducted by the military junta, which is slated for sometime in December, end of December this year, under such circumstances cannot be considered free and fair. We stress that any elections held under these circumstances cannot credibly reflect the will of the Myanmar people and may instead entrench

လို့ပေါက်ပန်း40မပြောနဲ့မကြိုက်ဘူးအချက်မရှိဘူးလားပြဿနာမရှိပါဘူးဗျာသူရေးမကြော်တော့ရမ်းမပြောနဲ့ဟုတ်လေ carry order ပါကွာအဲ့အချက်ကိုပြောတာကျွန်တော်ခမောင်းပြစ်တာရက်ခံတယ်ဟိုနေလို့လျာမကောင်းတာလောကမှာရှက်တာကြောက်တာအဲ့လိုပြောတာခင်ဗျားတို့ကလည်းစောင့်ကြည့်ပါဦးမင်းတို့ကျော်မျိုးမင်း တော့မင်းတို့ဟာလေမင်းတို့နဲ့တော့မင်းတို့ဟာလေတခေါ်ကြဖို့တော့မင်းတို့ဟာလေအားလုံးကိုယေရှုတင်ပါတယ်မအေယုကျော်မျိုးမင်းတခေါ်ကြဖို့မအေယုကြီးတကယ်ဆောက်ရှောက်ကြည့်ရအောင်နော်ဒီကဟိုတနေ့ရလေကွာထပ်လေတာပြောမလို့မလေးရှားကသူပြောရတဲ့ဒီမှာသူကပြောတာရှင်းရှင်းလေးပေါ့သူကဒီဟာကြီးကိုဒီရွေးကောက်ပွဲလုံးလိုက်တဲ့ဟာကြီးကိုသူက ထောက်ကန်ကြိုးစားမှုဟုတ်တယ်မြန်မာဘက်ကနေမှဒီစကားဆဘက်ကနေမှဒီပြောပြောမယ်ဒီဒီမိုကရေစီလမ်းကြောင်းပေါ်သူပြန်သွားတော့လို့သူကအားပေးတယ်ထောက်ကန်သို့တော့ပါတီစုံမပါဘူးအထူးသဖြင့်ပြောအမေဆူတို့ကိုမလွတ်ပေးသေးဘဲနဲ့နော်အာအာဆီယံကနေတောင်းဆိုထားတဲ့ဒီပေါ့အချက်၅ချက်ဒါတွေမလွတ်ပေးဘဲနဲ့နော်ဒီလိုမျိုးရွေးကောက်ပွဲလုပ်တာယူကိုလုံးဝယူဒီစစ်တပ်ဘက်ကနေမှရက်တီလိုက်ပါတယ်ဆိုတဲ့သဘောမျိုးပြောခဲ့တာမဟုတ်ဘူးဒါပေမဲ့စစ်တပ်ကဘာဖြစ်လဲဆိုတော့အဲ့ဒီအင်္ဂလိပ်ရှားကပြောခဲ့တဲ့ဟာကို သူတို့ကဘာဖြစ်လဲဆိုတော့သူတို့လိုတဲ့အရာကိုဆွဲယူလိုက်တာဆွဲတွေးလိုက်တာဆွဲတွေးလိုက်ပြီးတော့ပြည်သူကြီးကိုဝါရဖြန့်တာဒီလိုမျိုးကြီးဒါပေမဲ့အဲ့အရာကြီးကအရင်ရုပ်ပေါက်တော့နေလို့မထင်ဘူးလားဒီလိုကောင်းလေးကိုတိုင်ကလည်းလာပြီးတော့ဒီစစ်တပ်ကိုတွားပြီးတော့ဒီမလေးရှားကဓာယူပြောတာပါဆိုပြီးတော့ပြန်ပြီးတော့ကြောင်းလိမ့်တာမဆက်ဘူးလားသဘောတရားဒီကောင်နိုင်ငံရေးအာတည်င်းသမားတွေလုံရကွာသူကစောက်တိတ်ကမရှိဘူးဒါလေးတော့ကွာ ဆိုတော့ဒါဒါကိုကျွန်တော်ပြတင်တာဘလောက်တော့မှဒီခေါင်းလေးကလေပြီးသူဘလောက်တော့အတင်းအစိတ်ခတ်တယ်ဆိုတော့ဒါကိုသိသိကျင်တာဒါတစ်ခါမဟုတ်နှစ်ခါမဟုတ်တော့ခဏခဏဖြစ်နေပြီနော်သူရွေးကောက်ပွဲကိုပူအောင်ဆိုးသေးတယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံကဒါတွေကိုလက်ခံတယ်ဟိုမှာဒီခေါင်းလေးရဲ့ပလင်းနံမှာတင်တဲ့တရုတ်လိုနိုင်ငံမျိုးအကျိုးစီးပွားလုပ်တဲ့အတူဒီလုပ်ငန်းနိုင်ငံတွေပဲလက်ခံတာကွာတကယ်ဒါကြီးကိုတမာတမဲကြကြတိရဲ့ဘယ်နိုင်ငံကမှလက်မခံဘူး ဟုတ်ဒါကိုအတင်းကိုသွားပြီးအောင်လေအခုမလေးရှားလူမျိုးတွေပြောတယ်ဟိုနေမရှိဘူးလားပို့တော့ဆုံးဖြတ်ဖြစ်ရကောမင်းပူတီကရက်ကလည်းမှာဟိုမျိုးရွေးကောက်ပွဲဟိုရဲအာဆီယံပွဲကိုဟိုမတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘလောင်းလေးတွေပြောတယ်ဒီကောင်ပြောဆိုပဒီပဒါတွေပဒီပဒါတွေပြောတယ်ဟုတ်လားအခုလည်းအဲ့လိုပဒီပဒါတွေထပ်ပြီးပြောပြန်ဒီကောင်တော်တော်အရှက်မရှိကောဒီကောင်ဟောတကယ်အဲ့ဒါကိုကျွန်တော်ကညာတို့သိနေလို့ထားပြီးတော့ကြာတာပါဆိုတော့ကျွန်တော်ရဲ့ရုပ်တံတွေဒီနေ့ကလောက်ပါပဲမတက်ပြန်ပြန်တွေ့ပါမယ်โอเคညာတော့မသေးကြဘူးပြန်နော်โอเคအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်း